ူတရက်ဖုန်းတံထမိလာတာကြောင့်ကျွန်မကောက်ကင်လိုက်တယ်။ကိုစောမောင်ရဲ့ပါ။သူပြန်လာနေပြီဖြစ်ကြောင်းညကြရင်မဆောင်မင်းနဲ့ကလေးတွေနဲ့အိတ်နေပါဆိုပြီးကြိုတင်လှမ်းပြီးတော့ပြောတာ။ကျွန်မလည်းသူပြန်လာမှအေးဆေးပြောတဲ့နဲ့စကားတွေမို့နန်းကလေးအကြောင်းမေးမိလိုက်ဘူး။ကျမကလေးတွေကိုចောင်းသွားကြတော့ကျမတို့အိမ်ကို မနေ့တိုင်းပန်းလာပို့နေကြဒေါ်စိန်ငွေဆိုတဲ့မိမကြီးနဲ့လမ်းမှာဆုံးကြတယ်။ကျမအရေးစွန်ပြီးနန်းကလေးအကြောင်းကိုဒေါ်စိန်ငွေကိုမေးကြည့်လိုက်တယ်။ဒေါ်စိန်ငွေကကျမအမေကိုခခတီတီညင်းပြီးလက်ထွက်ဖို့ပြင်နေ။ကျမလည်းမရမကမေးတော့မှဒေါ်စိန်ငွေတယောက်နန်းကလေးအကြောင်းပြောပြလာတယ်။ငါနဲ့အရင်ကအဲ့ဒီအိမ်မှာလုပ်တဲ့ကလေးတိန်းဒေါ်စိန်ရွှေကညီမတွေပါ။စိန်ရွှေကိုနန်းကလေးအတေးပြီးရဲ့နောက်အလုပ်ဖြုတ်လိုက်တယ်။ငါလည်းဒါပဲသိရဲ့ အခုဒေါ်စင်ရွှေရောမသိဘူးဘာလို့မသိရမှာလဲရှင်လဲအကုန်သိနေရမလားအဲ့ဒီအိမ်အကြောင်းရှင်တို့ညီမနှစ်ယောက်လုံးသိရဆိုတာကျွန်မသိရနော်ကျွန်မသူ့လမ်းကိုပိတ်ပြီးထပ်မေးခဲ့ပေမဲ့ဒေါ်စင်ငွေကမသိပါဘူးလို့ညင်းနေတော့မယ်နောက်တော့ကျွန်မကနန်းကလေးကမသိဘူးဆိုတာကိုသိတယ်လို့ပြောလိုက်တယ်ဒီတော့မှဒေါ်စင်ငွေစီကစကားအချို့ကြားရတော့တယ် နန်းကလေးရကတကယ်ကြောက်ဖို့ကောင်းတဲ့မိန်းကလေးစောမောင်ကလည်းလက်ရဲဆက်ရဲရှိလာတယ်နန်းကလေးရကကလေးတွေရတဲ့အထီတော်မှ အပျော်ပါးအောင်မှတ်တုံးယောက်ျားတွေနဲ့လည်းအပြစ်မှချေရှုပ်နေတတားဒါရီကိုစောမောင်တီးတော့စောမောင်ကကြိမ်မောင်းပြီးရံဖြစ်ကြတာပေါ့ကလေးတွေကိုတနာလို့စိန်ရွှေရတင်းကြီးခံပြီးအဲ့ဒီအိမ်ကြီးမှာဆက်လုပ်နေကြတာသူတို့လင်မယားနှစ်ယောက်က နေတိုင်းလိုလိုရံဖြစ်ကြရတယ်လေနောက်နန်းကလေးကနှလုံးဖောက်ပြီးတေးသွားရလို့မြို့ထဲကို သတင်းလွှင့်လိုက်တယ်။အဲ့ဒီမတိုင်ခင်ညကပြောနေရင်တန်လန်းဒေါ်စိန်ငွေတယောက်ကျမနောက်ကိုပြူပြူပြဲကြည့်ပြီးသွားတော့မယ်ဆိုကပြေးထွက်သွားတယ်။ကျမလှည့်ကြည့်လိုက်တော့အကြီးကောင်လူမော်ပါ။လူမော်ကကျမကိုစိုက်ကြည့်ရင်ညီလေးကိုမမေခေါ်သွားတယ်။ညကြပြန်လာဖို့မယ်တဲ့။ကျမဟန်စော်လေးအတွက်စိတ်ပူသွားတယ်။တကယ်လို့ညကြမှလာမဖို့ရင်ဘယ်လိုလုပ်ရမှာမလဲ။ကိုစောင်းမောင်ပြန်လာလို့ ခံစော်မရှိရင်ပြစ်တနာတက်မှာပေါ့ဘာရီစဉ်းစားနေရလဲအန်ဂျီတော့မယ်လေလူမော်ကကျမလက်ကိုဆွဲပြီးအိမ်ပြန်လာကြတယ်ကျမစိတ်ထဲမှာမတိုးမတန့်ဖြစ်နေမိတယ်ကျမကိုစောင်းမောင်နဲ့နန်းကလေးအပြင် ကလေးတွေကိုပါကြောက်နေမိတယ်လို့ပဲဒေါ်စိန်ကလည်းလူမော်ကိုတွေ့ရတယ်ထွက်ပြေးရတယ်လို့ ်မှာနန်းကလေးကဟန်စော်လေးကိုအိမ်လာပို့ပြီးပြန်သွားတယ်။ကျမကိုစကားတခုံးအောင်ပြောသလိုပြန်တော့လဲနှုတ်ပင်မဆက်သွားပါ။ညရောက်လာတော့ကျမကလေးတွေခန်းထဲမှာပဲကလေးတွေကိုချော့တဲ့ရင်နဲ့အိပ်ပျော်သွားတယ်။တရင်တို့မျက်လုံးဖွင့်ကြည့်တဲ့အချိန်မိပြက်နေရကြောင်းကိုစောမောင်ပြန်လာရင်စံတဝဝဖြစ်နေမလားဆိုပြီးမိထထုံးမို့ထလာလိုက်တယ်။ကိုစောမောင်တယောက်ရောက်နေပြီလားတော့မသိပါဘူး။ ကားကိုတွန်းဖွင့်ပေမဲ့အပြင်အဖွင့်လို့မရဘူး။တကားချက်ချထားတဲ့ပုံပဲ။သူကဇောချွေးတွေပြန်ပြီးလမ်းဖြန်သွားတယ်။တကားကိုတွန်းဖွင့်ပေမဲ့လည်းပွင့်မလာဘူး။တကားကိုထုပြန်ရင်လည်းကလေးတွေနိုးသွားမှစိုးပြန်တယ်။ကျမပြတင်းမောက်ဖွင့်ပြီးခြံထဲကိုလှမ်းကြည့်တော့ခြံပတ်ဝန်းကျင်ကုန်းတစ်ခုလုံးမှောင်မိုက်နေရဲ့။စိတ်ထဲမှာကြောက်စိတ်ဝင်လာတာကြောင့်ကလေးပြေးနားမှာပြန်ဝင်အိပ်ပေမဲ့အိပ်မပြော်တော့ဘူး။အခန်းရှိမှာခြေတံတစ်ဖက်ဖက်ကြားနေရတယ် ကိုစောမောင်ပြန်ရောက်နေပြီထင်ပြီးခေါ်ကြည့်တယ်။ဘာတမ်းမှမကြားရဘူး။ဒါဆိုနန်းကလေးကရောက်နေရများလား။ဒီလိုနဲ့ကျမတယောက်ထဲတညာလုံးငိုးတို့ထိုင်ရင်မိုးလင်းသွားတယ်။မိုးလင်းတော့အခန်းတကားကကြက်ပြန်ပွင့်နေတယ်။ညအပြင်မှာတယောက်ယောက်ရှိနေကြတာသိကြပါပြီ။ကိုစောမောင်လည်းပြန်မလာခဲ့ပါဘူး။ နက်စောစောကိုစောမောင်စီကဖုန်းဝင်လာတယ်။အလုပ်ကိစ္စရှိလို့ဘန်ကောက်ကိုသွားရမယ်လို့ဆိုတယ်။တပတ်လောက်ပြန်မလာနိုင်ဘူးတဲ့။ကျမလည်းမထူးဘူးဆိုပြီးစိတ်ထဲရှိရာတွေပြောလိုက်တော့တယ်။ကျမရန်ကုန်ကအတော်ရုံပြန်ကျင်တယ်။ကလေးတွေခေါ်သွားဆိုရင်လည်းခေါ်သွားမယ်။ရှင်ပြန်လာတဲ့အခါဝင်ခေါ်လဲပေါ့။ဘယ်ဖြစ်မလဲကွယ်။ကလေးတွေကငယ်သေးတာအကုတ်သားတွေအကြောင်းလဲမင်းလည်းသိရတာနဲ့။နောက်တော့အကူနဲ့တူတူသွားကြတာပေါ့။ဟုတ်ပြီလား။ဒါနဲ့ရှင်ကျမကိုဘာလို့လက်ထပ်ခဲ့တာလဲ။ ချစ်လို့ပေါ့ကျမတိတ်အလိုမကြဟန်နဲ့ကျမကိုချစ်တယ်ဆိုရင်လည်းအမြတ်ပြန်လာခဲ့ပါလို့ပြောပြီးဖုန်းချလိုက်တယ်ကျမဒေါ်စင်ရွှေအကြောင်းစုံစမ်းကြည့်တယ်ရန်ကုန်ကသူ့သမီးတွေစီမှာတွားနေရဲလို့သိရတယ်ဒီအိမ်အကြောင်းကိုဒေါ်စင်ရွှေကသူ့ညီမကိုပြောသွားတာဖြစ်မယ်ဒါပေမဲ့ဒေါ်စင်ငွေကလည်းထိတ်တလန့်လန့်နဲ့ ဘာလို့လက်နေမှန်းမသိတာကျမခြံထဲမှာသတင်းစာထိုင်ဖတ်နေတော့အိမ်အပေါ်ထက်ကနေစက်ကူလေးရင်လေးတစ်ခုထိုးကြလာတယ်ကျမလှမ်းကြည့်လိုက်တော့လူမောကပြတင်းပေါက်ကနေစက်ကူလေးရင်တွေချိုးပြီးတော့လွတ်နေတာမြက်ခင်းပေါ်မှာလဲဖြူဖွေးလို့ပေါ့ခဏကကြာလာတဲ့စက်ကူလေးရင်လေးကိုကျမကောက်လိုက်ပြီးတော့ကြည့်လိုက်တယ်စက်ကူဘောကစလုံးတွေအချို့ကို တွေ့ရကြောက်ဖြန့်ကြည့်လိုက်မိတယ်ကျမလိုမျိုးဘယ်သူမှမခံစားစေခြင်းဘူး အရှင်လက်လက်ဒီငရဲကနေကျမလွတ်မြောက်ခြင်းနဲ့ဒီအင်ကြီးရဲ့အဝေးကိုပြေးထွက်သွားခြင်းနဲ့ကျမလက်ထဲကကြည်မွနေတဲ့ဆာရွက်လေးကိုကြည့်ပြီးလက်တွေတုံလာတယ်။ခန္ဓာကိုယ်ရဲ့အသွေးတွေကခေါင်းထဲထိထိုးတက်လာသလိုပဲမျက်ခင်းပေါ်ကျနေတဲ့အချားလေရင်တွေကိုလည်းကောက်ပြီးဖြန့်ကြည့်မိတယ်။တချို့ဆာရွက်တွေမှာ ခုနကလိုပဲထူးဆန်းတဲ့စာတွေထင်တယ်။ ကျမအပေါ်ဓာတ်ကိုပြည့်တက်သွားကြည့်လိုက်တော့ကလေးတွေခန်းထဲမှာရှိမနေတော့ဘူးခုနကတော့ပြင်းထဲပေါ်မှာရှိနေကြပါသေးရဲ့ပြင်းထဲပေါ်နားမှာတော့စုပ်ပြဲနေရဲ့ဒံယာရီစာအုပ်လေးတအုပ်ကိုတွေ့လိုက်ရတယ်ကလေးတွေက လေရင်ချိုးဖို့စုပ်ပြဲထားတာထင်တယ်ကျမစာအုပ်လေးကိုယူပြီးတော့ဖတ်လိုက်တယ်ကျမနာမည်ကလေးပြပါ ကျမတောင်ကုန်းပေါ်ကအိမ်တိအိမ်ပါဆီယမလောက်ဖို့ရောက်လာခဲ့တယ်ဆိုပါတော့စာအုပ်လေးရဲ့အစမှာ အခုလိုမျိုးရေးထားတယ် နောက်ပိုင်းဆာရက်တွေကပြုတ်တဲ့ဆာရက်တွေကပြုတ်နေတယ်။လေပြေးဆိုတဲ့မိန်းကလေးနန်းကလေးကပြောတဲ့ဆ iam မဆိုတဲ့တယောက်လား။သူလဲနှစ်လလောက်အကြာမှာပျောက်သွားတာလို့နန်းကလေးကပြောတာပဲ။ကုစောမောင်ကတက်ပြစ်လိုက်တာတဲ့။ကုစောမောင်ကကလေးတွေရဲ့ဆ iam ကိုဘာလို့တက်ပြစ်လိုက်တာလဲ။ဒိုင်ယာရင်စာအုပ်ထဲမှာတော့ဆ iam လေပြေးကမတည်ခင်မှာတော့အတော်ဒုက္ခခံစားခဲ့ရပုံပဲ။ Young is so is our name 所有努力安慰家乡的压力，把那点。 小茉力。